အခုဂျမ်ပိုက်ကတော့ထွမြောက်ရာဂျန်ခန်းကျင်25ဖြစ်ပါတယ်ခန်းကြီး25အငငယ်တက်မှာကိုကာရပြားကလည်းဤဒေလာအမျိုးသားတို့သည်ငံအားလက်ဆောင်ပနာကို ဆောင်ခဲ့ရပြီးအကြောင်းဆင့်ဆိုလောကြီးညိုသော စေဒနာစိတ်နှင့်ငံအားလှူသည်မသောသူတို့၌တင်းသည်အလူကိုခံရမည်ခံရသော အလူဟုမူကားရွှေငွေကြီးဝါ ပြာသောအထေမောင်းသောအထေနီသောအထေပိတ်ချောစိတ်မွေးအနီဆိုးသောတူရီတခါရှတရီအာကာရှတတာလင်းရန်စီပေါ်ဘူးမီးရှို့ရာနန္တာပေါင်းမွေးဖော်ဘူးရာနန္တာမျိုးမီးထိုးเสียစီရှဟန်ကျောက်ယေပရောဟိတ်တင်တိုင်းနှင့်ယင်ဖွဲ့၌စီစီယာကျောက်မြတ်ကြီးဟူသော အလူကိုခံရမည် ငါသည်တင်တို့တွင်ကျင်းဝရာဖို့တန်ရှင်းရာဌာနကိုလောက်ကြစီငါပြတ်သည်။သောတဲတော်ပုံတဲတော်ဒဇာပုံနှင့်အညီလောက်ရမည်အငဲတစမစချောက်အလျားနတုံးထွာ အနံတုံးထွာဆုတ်တုံးထွာ ရှိသောတစ်တာကိုအာကာရှတာနှင့်လုပ်၍တစ်တာအတွင်ပြင်ကို ရွှေစင်နှင့် မိုးမှန်ရမည်တစ်တံအပေါ်နာပတ်လည်၌ကတော်ရွှေတစားကိုလည်းလုပ်ရမည်ရွှေလေးခွင်းကိုတွန်း၍တစ်တံလေးတောက်၌တမျက်နှာနှစ်ခွင်းစီတက်ရမည်အကာရှတာတပိုးကိုလုပ်၍ရွှေနှင့်မိုးမှန်ပြီးမှတစ်တံထန်းစရာဖို့တစ်ဖက်တစ်ချက်ရွှေခွင်းထဲသို့ရှို့ထားရမည်ထိုတပိုးကိုလည်းတစ်တံရွှေခွင်းထဲက မနှုတ်အစင်ရှိစေရမည်ငါပေးသောတက်တေခံချက်ကို ထိုတစ်တာထဲမှ ထားရမည်အငယ်၁၉မှ၂အလျားနှစ်တောင်ထွာအနန်းတောင်ထွာရှိသောတစ်တာဖုံးကိုလည်းရွှေနှင့် လုပ်ရမည်ရွှေခေရုဘင်နှစ်ပါးကိုလည်းတတဖုံးတွင် အလျားတစ်ဖက်တစ်ချက်၌ထုလုပ်ရမည်ထိုခေရုဘင်နှစ်ပါးကို တတဖုံကိုယ်တဲကထုတ်၍တတဖုံအပေါ်၌တဖက်တပန်းစီလှုပ်ပြီးလင်ခေရုဘင်နှစ်ပါးတို့သည်မျက်နှချင်းဆိုင်၍တတဖုံကိုရှုလျက်မိမိအတောင်ကိုဖြန့်၍တတဖုံကိုမိုးရမည်တတဖုံကိုတတဘော်မှာတင်ရမည်ငါပေးသောတက်တီခံချက်ကိုလည်းတတထဲမှာထားရမည်ထိုအရ၌ငါသည်တင်နှင့်တွေ့၍တက်တီခံချက်ထားသော တတဖုံအပေါ်ခေရုဘေနှစ်ပါးဆက်ကြမှတင်နှင့်နှုတ်ဆက်သဖြင့်ဣဒေလအမျိုးသားတို့၌ဆင်းဆိုရသမျှတို့ကိုစီရင်မိ။အငယ်23မှ30အလျားနှစ်တောင်းအနန္တတောင်းအမြင့်တတောင်းထွာရှိသောစပွဲကိုလေအကာရှတ်သားနှင့်လှုပ်၍ ရွှေစင်နှင့်မိုးမှန်ရမည်စပွဲအပေါ်နာပလဲ၌ကုသောရွှေတစားကို၎င်းအနံလက်တဝါရှိသော ကပန်းကို၎င်း ကပန်းအပေါ်နာပလဲ၌ကုသောရွှေတစားကို၎င်းလှုပ်ရမည်ရွှေလေးခွင်းကိုလည်းလှုပ်၍ခြေထောက်လေးခုအထက်စပွဲလေးတောင်၌တတ်ရမည်ထိုရွှေခွင်းတို့သည် ကပန်းပေါ်မှရှိ၍စပွဲထန်းစီယာ တပိုးနေရာဖြစ်ရမည်ဇပွဲထမ်းเสียအကာရှတာတပိုးကိုလှုပ်၍ရွှေနှင့်မွမ်းမံရမည်ဇပွဲနှင့်ဆိုင်သော လင်ပန်းဇွန်းအင်းတို့လောင်းเสียဖလားများကိုလည်းရွှေစင်နှင့်လှုပ်ရမည်ငါရှိဇပွဲပေါ်မှာရှေ့တော်မုတ်ကိုအစင်တင်ရမည်အငယ်37မှ40 မိဂုံကိုလည်းရွှေစင်နှင့်လှုပ်၍မိဂုံတိုင်အဆရှိသော အလက်များ ခွက်များဘူသီများကြာပွင့်များတို့ကိုတဆက်တီထုရမည်မိဂုံတိုင်တစ်ဖက်တစ်ချက် သုံးလက်စီထွက်၍အလက်၆လက်ရှိရမည်မိဂုံတိုင်ထဲကထွက်သော အလက်သုံးလက်တွင်တစ်လက်တစ်လက်၌ဘူးကြာပွင့်နှင့်တကားဗန္ဒာသီးနှင့် ပုံတူသော ခွက်သုံးခွက်ရှိရမည် မိခုံတိုင်၌လဲဘူးကြပွင့်နှင့်တကားဗန္တာတိနှင့်ပုံထူသောခွက်လေးခွက်ရှိရမည်မိခုံတိုင်တဲကထွက်သောအလက်၆လက်ရှိသည့်တိုင်အလက်၂လက်အောက်၌လဲဘူးသည်တလုံးစီရှိရမည်ဘူးများအလက်များတို့ကိုတကူတဆက်သည်ဖြစ်စေ၍မိခုံတကူလုံးကိုရွှေစင်နှင့်ထုလုပ်ရမည် မိခွက်ခုနှလုံးကိုလည်းလှုပ်ရမည်ဇပွဲကိုလင်းစေခြင်းကထိုမိခွက်ကိုထွန်းရမည်မိညှက်နှင့်မိညှက်ခံစရာခွက်တို့သည်လည်းရွှေစင်ဖြစ်ရမည်မိခုံနှင့်မိခုံတစားရှိသမျှတို့ကိုရွှေစင်အခွက်30နှင့်လှုပ်ရမည်တောင်ပေါ်မှာတင့်အားပြခဲ့ပြီးသောပုံနှင့်ညီလျောစွာလှုပ်ခြင်းကတတိပြုရမည် โอเคเดี๋ยวจะไปดูมาเปลี่ยนดูจ้ะแม่บ๊ายบาย